အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်ဇူလိုင်လ3ရက်နေ့အတွက်မွန်လွေသားခမ်းမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။မုတ်တုံးလင်အားကောင်းနေရနဲ့အရှိဘတ်နဲ့အနောက်ဘက်ကလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်မြန်မာတနိုင်ငံလုံးမှာဒီနေ့ဇူလိုင်လ2ရက်နေ့ကနေလာမယ့်ဇူလိုင်လ6ရက်နေ့ထိနေရာကွက်ကြားကနေနေရာစိစိမုတ်ထစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမုတ်ကျနိုင်ပါတယ်။ပဲခူးမျိုးကပဲခူးမြေကြီးကနောက်တရက်အတွင်းစိုးရင်အမှတ်ကိုရောင်းနေတာမို့ပဲခူးမျိုးကမြေကန်နာနီနဲ့ မြင်းနေပိုင်းနေထိုင်ကြသူတွေအနေနဲ့တရီနဲ့နေထိုင်ကြဖို့နဲ့မြင်းရင်မြင်တက်လာရင်အချိန်မီရှောင်ရှားကြဖို့မိုးစလာကသတိပေးထားပါတယ်။ပကုံမြင်းရင်နဲ့စတောင်မြင်းရင်အခြေအနေတွေကိုတော့သတိထားစောင့်ကြည့်ကြဖို့ပညာရှင်တွေကတိုက်တွန်းထားပါတယ်။ချင်းတွင်းနဲ့အေယာဝတီမြေတို့တခြားမှာတော့မြင်းအထက်ပိုင်းမှာမိုးများတဲ့အခါတက်လိုက်ကြလိုက်ဖြစ်နိုင်ပေမယ့်အတက်ဘက်ထက်အကြောက်ဘက်ကသာပုံများနေအောင်မှဖြစ်တဲ့အတွက်စိုးရိမ်စရာမရှိသေးဘူးလို့ဦးနိုင်လင်းထွေမိုးစလာကအသိပေးထားပါတယ်။မနေ့ပြန်ဇူလိုင်လ3ရက်နေ့နေ့လယ်ထိ ကရနီကရားပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကမ်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျင်းစကမ်းတိုင်းအထက်ပိုင်းမှာနေရာဆိတ်ဆိတ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာနဲ့ပြောင်းမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရှာနှုံးပြည့်ဖြစ်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်။မြဝတမောရခိုင်ကဲဝင်းနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရမယင်ခါမောတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မောတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းပြင်းဆရဘေကနေ73ဘေကန်အရှိနိုင်ပါတယ်။မောတမခွေမွန်တရင်းနိုင်ကဲဝရန်တရှောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာလည်းတခါတည်းမောတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မောတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို30မိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းပြင်း9ဘေကနေ9ဘေကန်အရှိနိုင်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ် ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရဝတီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားရာနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပြစ်ခြင်းလျှစ်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကျိုးတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်တွင် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမော်ပေါ်လာနိုင်ပါရဲ့ရှင်။အခုလိုမိုးလေဝသခန့်မှန်းချက်တွေနဲ့သဘာဝဘေးရန်ရဲ့သတိပေးချက်တွေကိုညစဉ်ညာတွေတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification လောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရဲ့ရှင်။အခုမိုးလေဝသတရင်ချက်လက်တွေဟာမိုးစလာမိုးလေဝသမြန်မာရေကောင်ဌာနခွဲအနေဦးချင်းမိုးလေဝသမိုးလေဝသပညာရှင်ဦးဝင်းနိုင်ဝင်းနိုင်လင်ထရီမိုးစလာနဲ့ဒေါက်တာဆိုင်းခွန်အာဂါရီရဲ့ထုတ်ပြန်ချက်တွေကိုစူးစိတင်ပြထားခြင်းဖြစ်ပါရဲ့ရှင်။